တဝယ်မြို့လယ်မှာစိုက်ထူထားတဲ့စစ်ကွန်မရှင်ခန့်တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုရဲ့မင်းဆက်ဆိုင်ပုတ်ကိုဆိုင်ကနဲ့ဝင်တိုက်ခံလိုက်ရပါတယ်။ဦးမြတ်ကိုဟာဆရာနာရှင်တက်ကြောထောက်နောက်ခံပြုထားတဲ့ပြည်အောင်စွကြခိုင်ရဲ့ဖွံ့ဖြိုးရေးပါတီရဲ့သက်တော်ကိုယ်စားလှယ်လောင်းအဖြစ်စစ်ကွန်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှိပြိုင်မှာဖြစ်ပါတယ်။တဝယ်မြို့ဥဒတားကြီးလမ်းစော်အနီးမှာစိုက်ထူထားတဲ့ဦးမြတ်ကိုရဲ့မန်းဆွယ်ဆိုင်ပုတ်ကိုနိုဝင်ဘာလ24ရက်နေ့ညနေပိုင်းမှာအသက်40အရွယ်လောက်ရှိတဲ့အမျိုးသားတအူးကမော်တော်ဆိုင်ကနဲ့ဝင်တိုက်ခဲ့ရပါဗျ။ လမ်းမေးပလက်ဖောင်းကိုဆိုင်ကယ်ကျော်တက်ပြီးဝင်တိုက်ခဲ့တာလို့ဆိုပါရယ်။ညကြီးပေါ်လဲကြလို့နေပါဆိုင်ပုတ်ကိုဦးမြတ်ကိုရုံးစင်းချိန်မတိုင်မီညနေပိုင်းလောက်မှာဆန္နာရှင်တပ်သားတွေကလာရောက်ပြင်ဆင်သွားခဲ့တယ်လို့သိရပါရယ်။မန်းဆက်ဆိုင်ပုတ်ကိုမတော်တဆဝင်တိုက်တာလားရွေချက်နဲ့လှုပ်ဆောင်တာလားဆိုတော့ကိုတော့မသိရသေးပါဘူး။ဆိုင်ကနဲ့ဝင်တိုက်မိသူကတော့အခင်းဖြစ်ရနေရာကနေချက်ချင်းမောင်းထွက်သွားခဲ့တယ်လို့ဆိုပါရယ် စစ်ကောင်မရှင်ဟာရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေကိုထုတ်ပြန်ပြီးဝေဖန်သူတွေကိုဖမ်းဆီးထောင်ချနေတာပါ။နိုဝင်ဘာလပထမပတ်အတွင်းအဲ့ဒီဥပဒေနဲ့ဖမ်းဆီးအရေးယူခံရသူအယောက်60ကျော်အထိရှိလာပြီးအဲ့ဒီထဲနာမည်ကြီးအမှုပညာသမားတွေအသက်မပြည့်သေးသူတွေလည်းပါဝင်ပါတယ်။ရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေဟာထောင်နဲ့၃နှစ်ကနေအများဆုံး9နှစ်အထိချမှတ်နိုင်တဲ့အပြင်ငွေတန်းလည်းချမှတ်နိုင်တယ်လို့ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။